injury နဲ့နောက်ဆုံးရအပြောင်းရွှေ့သတင်းများအားလုံးပဲမင်္ဂလာပါရန်ကုန်စပေါ့တီဗီကနေပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော်ကကိုစောမဒေးဗစ်အော်စတင်ရဲ့အဆိုအရအာဆင်နယ်အသင်းနောက်ခံလူဂါဘရီယယ်ရဲ့ညာဘက်ပောင်ကြော်သားတန်ရာကတလားကနေနှစ်လအထိအားယူဖို့လိုမယ်လို့သိရပါဗါရအသေးစိတ်ကိုတော့အတိအကျထပ်မံစစ်ဆေးဖို့လိုအပ်သေးပေမဲ့ကနအူးစစ်ဆေးမှုရလဒ်တွေအရဒန်ရာကအနည်းဆုံး၄ပတ်လောက်အားယူဖို့လိုအပ်နေပါဗါဆိုတော့ကျွန်တော်တို့တို့အခက်ကြုံနေကြနိုဝင်ဘာနဲ့ဒီဇင်ဘာပွဲချက်ကာလတွေကိုအဓိကကစားသမားတအူးဖြစ်တဲ့ဂါဘရီယယ်မပါဘဲကြော်ဖြတ်ရတော့မှာပါ န်စစ်စွမ်းဆောင်ရည်တွင်းကိုရီနဲ့ဒီယာဒီပရိုင်တိုင်းရောက်နေတဲ့ခြေစွမ်းတွေကိုခဏမေးထားရင်အောင်ကိန်းကနန်းနေအရာကပရီယယ်ကကျွန်တော်တို့အတွက်အရေးကြီးဆုံးကစားသမားတစ်ယောက်ဖြစ်လာနေပါပြီ။ဒိုက်တယ်ရေ့စ်မှာဝင်ခဲ့တဲ့နောက်ပိုင်းနှစ်တွေမှာဂဗရီယယ်ပါတဲ့ပွဲနဲ့မပါတဲ့ပွဲတွေကိုပြန်ကြည့်ရအောင်ပါ။ဂဗရီယယ်ပါနိုင်ချိန်မှာကျွန်တော်တို့အသင်းကပွဲ130အနိုင်28ပွဲသီရင်နဲ့ရှုံးပွဲ34ပွဲရှိခဲ့ပါတယ်။ Win rate အနေနဲ့ဆိုရင်64.300ခန့်လုံးရှိခဲ့တာပါ။ဂဗရီယယ်မပါနိုင်တဲ့ပွဲဒီမှာတော့12ပွဲနိုင်10ပွဲတည်ရှစ်ပွဲရှုံးနဲ့40ရာခိုင်နှုန်းပဲ win rate ရှိခဲ့ပါတယ် ဂိမ်းကနေနေရလူတွေကိုမလိမ္မာဘူးဒီအချက်လက်တွေကိုကြည့်ရင်ဂဗရီယယ်အင်ပတ်ကတော်တော်လေးကိုများပါတယ်အခက်ခဲနဲ့အခွင့်အရေးကတွဲပါလာနေတဲ့စကားအရတော့ဂဗရီယယ်ရဲ့ဒဏ်ရာပြဿနာကကျွန်တော်တို့အတွက်ဆုံးရှုံးမှုကြီးမားပေမဲ့မော့စကရာအင်ကပီရီတို့အတွက်တော့အခွင့်အရေးတစ်ခုဖြစ်လာပါပြီအာကစားရိုက်တာဘာတာရဲ့ချက်ပြုတ်မှုနဲ့အတူတောင်တင်းနဲ့စကရပ်တက်တခုဖန်တီးနားနိုင်တာမလို့ဂဗရီယယ်မရှိတဲ့ကွက်လက်ကိုဒီကစားသမားတွေနဲ့ဖြည့်ဆည်းနိုင်ခဲ့ရင်တော့အသင်းကပိုအားကောင်းသွားမှာရှိနေပါတယ်လာမယ့်နိုဝင်ဘာနဲ့ဒီဇင်ဘာမှာဒီကစားသမားတွေအနေနဲ့အသင်းမှာအသားကြပြီးအားကိုးလာရရင် တိုက်တယ်ရေးစီရဲ့ဇက်ရှင်အမြင့်ဆုံးကာလဖြစ်တဲ့ Ebrain နဲ့မိမှာ rotation ကောင်းကောင်းနဲ့ပြန်ဖက်တည်ရဲ့ပွဲပတ်မှုကိုအသာစီးယူနိုင်မှာပါ။ Gabriel မပါနိုင်တဲ့အကြက်တဲကိုအခွင့်အလမ်းတစ်ခုအနေနဲ့ပြောင်းလဲနိုင်မလားဆိုတာကတော့စောင့်ကြည့်ရပါမယ်။တကယ်လို့သာလုံနိုင်ခဲ့ပြီဆိုရင်တော့ဘာတာကိုလည်း credit ပေးရပါလိမ့်မယ်။နောက်ဆက်တွဲတန်းရသတင်းအနေနဲ့ဆိုရင် Kai Havert ကဒူးတန်ရာကနေပြန်လဲထူထောင်ရေးမှာ minor relax ဖြစ်သွားတာကြောင့်ငကိုခံမှန်းထားတဲ့ရက်ထက်နည်းနည်းနောက်ကျသွားနိုင်တယ်လို့ Germany နီးပြ Negesman ကဆိုသွားပါတယ်။ဒါပေမဲ့ overall ခြုံကြည့်ရရင်အဆင်ပြေနေတာမလို့ နှစ်မကုန်ခင်တော့ပြန်ကစားသွားနိုင်မယ်လို့ပြောခဲ့ပါတယ်။ယိုဂရက်ကလည်းစပါနဲ့ NLD ပွဲအမိပြန်ကစားနိုင်ဖို့တန်တရားရှိနေတဲ့အနေအထားမျိုးဆိုတော့အာဆင်နယ်တိုက်စစ်ကတော့စိတ်ပူစရာရှိနေပါတယ်။တစ်ဖက်မှာ Jesus ကလည်းအသင်း training မှာကောင်းကောင်းမွန်မွန်ကစားနိုင်တာကြောင့်လာမယ့်လတဲ့မှာခွင့်ရတချို့ဖန်တီးပေးသွားဖို့ရှိပါတယ်။အဲအချိန်ပြမယ်ခြေစွမ်းပေါ်မူတီဗီဆက်ထားမလားရောင်းမလားဆုံးဖြတ်သွားမယ်ပုံမှာ။ယိုဂရက်တယောက်ထဲနဲ့ဒီဇင်မာကိုဖျက်ချော်ဖို့မလိုတာကြောင့် Jesus အခုလိုပြန်လာနိုင်တာကျွန်တော်တို့ကကံကောင်းပါတယ်။နယ်လီနဲ့မာတူဂီတို့လည်းပြန်ကစားနိုင်တော့မှာမလို့ လိုဝင်မားရဲ့လက်ကျန်ပွဲစဉ်တွေကိုသာတောက်ခံထားရင်တော်တော်လေးအခြေအနေကောင်းသွားမှာပါဒါပေမဲ့သတင်းတွေအရနယ်လီနဲ့ဘန်ဝါရဲ့အနာဂတ်ကဇန်နဝါရီမှာအပြောင်းအလဲရှိလာနိုင်ခြေကိုတော့မြင်နေရတယ်နယ်လီအတွက်ဆော်ဒီဘက်ကကမ်းလှမ်းမှုကောင်းတွေဝင်လာရင်အာဆင်နယ်ကလက်ခံစဉ်းစားသွားမယ့်အစီအစဉ်ရှိနေပါတယ်ပြီးခဲ့တဲ့နှွေမှာငွေကြေးအလုံးရင်သုံးဆွဲခဲ့တာကြောင့်အဓိကကစားသမားတချို့ကိုရောင်းပြီးငွေပြန်ရှာချင်နေတဲ့ပုံပေါင်းဒါကြောင့်လဲနယ်လီနဲ့ဘန်ဝါတို့လိုငွေပြန်ရနိုင်မယ့်ကစားသမားတွေရဲ့အနာဂတ်ကဘာမှမဆိုဖြစ်သွားနိုင်ပါတယ်ဘန်ဝိုက်ဆိုရင်လည်းစာချုပ်တက်တန်းက2028မှာကိုမှာဆိုတော့ ဒီကြားတဲ့အပြောင်းလဲမရှိရင်တော့လာမယ့်နှွေမှာဘဝရဲ့အနာဂတ်နဲ့ပတ်သက်ပြီးဆွေးနွေးဖို့မျှော်လင့်ထားတယ်လို့သိရပါတယ်။မထင်မှာပဲအသင်းကနေထွက်နိုင်ခြင်းရှိတဲ့နောက်တစ်ယောက်ကတော့ Winery ပါ။ဒီခြေတိတ်ကိုတော့စဉ်ဆက်မပြတ်တိုးတက်လာဖို့ပွဲကစားချိန်တွေရအောင်အငှားချခြင်းတဲ့သဘောမျိုးပါ။ကောင်းမွန်တဲ့ opportunity နဲ့ကစားသမားတိုးတက်ဖို့အာဆင်နယ်အနေနဲ့စဉ်းစားပြီးသွားမှာပါ။ကျွန်တော်အမြင်မှာ Nelly နဲ့ Winery သာထွက်ရင်တော့တိုက်စစ်အတွက်ကစားသမားတစ်ယောက်တော့ထပ်ပြေးလာနိုင်ခြင်းရှိပါတယ်။ဆိုတော့ဒဏ်ရာပြဿနာတွေကိုဘယ်လို cover လုပ်မလဲ။ ဘယ်ကစားသမားတွေရဲ့အပြောင်းအရွှေ့တွေနေစူညာလာမလဲဆိုတာကိုတော့ရှေ့လာမှာဆက်လက်ဆောင်ကြည့်ကြတာပေါ့ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်